ကာဇာကအနည်း20နီးပါးဝရံထောင်မှုနှမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်တခုမှပြပမှဖြစ်တယ်အစ္စရေးကပေးဆိုထားတယ်နောက်တခုကအတွင်းထဲကပါ2006ခုနှစ်မှာကာဇာမှာဟာမတ်တို့ကရွေးကောက်ပွဲတွင်အနိုင်ရခဲ့ပါတယ်အဲဒါကအဲဒီမှာနောက်ဆုံးအကြိမ်ရွေးကောက်ပွဲကျင်းပခဲ့ခြင်းဖြစ်ပါတယ်ရွေးကောက်ပွဲအပြီးမှာပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA နဲ့အာဏာရရှိရေးတိုးတောင်းတော်လဲကြမ်းတမ်းစွာတိုက်ပွဲဝင်ခဲ့ပါတယ်ဟာမတ်နဲ့ PA တို့က2009ခုနှစ်မှာဟာမတ်တို့ကဂါဇာကမ်းမကိုအပြစ်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဂါဇာမှာရှိတဲ့လူအတော်တော်များများကအခြေအနေတွေပိုကောင်းလာမယ်လို့မျှော်လင့်ခဲ့ကြတယ်။သူတို့ဘဝတွေတိုးတက်လာမယ်လို့ထင်နေကြတယ်။ဒါပေမဲ့ဘယ်ခါမှမကြုံခဲ့ပါဘူး။အဲ့ဒီအစားပိတိပခါတွေထက်ကထက်ကဖြစ်ခဲ့ပါတယ်။2023ခုနှစ်မှာဟာမတ်ဆိုကအစ္စရေးကိုအာသင်းစွာတိုက်ခိုက်ခဲ့တယ်။အစ္စရေးကမြန်မာဆက်ဆံတိုးပြန်ခဲ့တယ်။ဂါဇာကမော်ဒီတာကစစ်ပွေးစစ်ပွေးရောက်ဝန်ဖြစ်လာပြီးဒီခုအခါမှာအပြည့်စည်းနေတဲ့ရှိနေပါတယ်။နေ့ရက်တိုင်းနေ့ရက်တိုင်းမှာလည်းစဉ်တန်ဖို့အတွက်ရုန်းကန်နေရပါတယ်။ပြည်မစင်းနေမှု တွေအလုံးပြည်တော်တော့ဂါဇာလူတွေက သူတို့မှာဒီလောက်နဲ့လုံလောက်ပြီးလို့သူတို့ ပြောနေကြပါတယ်ဂါဇာအများစုကဟာမတ်တွေထွက်သွားရှင်တယ်လို့ပြောနေကြပါတယ်အထူးသဖြင့်ဟာမတ်တို့ဆန့်ကျင်တဲ့ဆက်ဆက်ပွားလူထုဆန္ဒပြပွဲဖြစ်ပါတယ်ပြီးတော့ဒါကဘာမှခဏခဏဖြစ်နေဖြစ်တာမရှိပါဘူးဟာမတ်ကမဟာမတ်ကိုဆန့်ကျင်ပြောဆိုခြင်းကအနေရှိတဲ့အတွက်ကြောင့်ဖြစ်တယ်ဟာမတ်တို့ကဂါဇာကိုတင်းကျပ်စွာထိ ंछ ုပ်ထားတယ်ကောက်ကွယ်မှုတမုတ် တဝရကွယ်လှမှုဗန္ဓမြောက်ကိုလင်းမြန်းစွာချိန်မုန်းတဲ့လူတွေကသူတို့ကိုစန့်ကျင်ပြောဆိုခွင့်မရှိပါဘူး။ဟာမတ်တွေကဣဇရဲကိုတိုက်ခတ်နေချိန်မှာတော့ဆန္ဒပြတူတွေကိုဖမ်းဆီးထားဆဲပါ။စကားပြောနေတဲ့လူတွေရိုက်ရိုက်နေခံရတဲ့တချို့ကပျောက်သွားပါတယ်။တခြားလူတွေလည်းတေဖို့ကြံနေခဲ့ကြပါတယ်။ယခုဂါဇာမှာရှိတဲ့လူတွေကလည်းကြောက်ကြမှုအောက်မှာပဲရပ်တည်နေကြပါတယ်။သူတို့ဒေါသတွေထွက်လာတာကြားပါပြီ။လူတချို့ကဟာမတ်တို့တိုက်ခတ်ရတဲ့မားတွေကိုကုညီဖို့တော့နှင်းဆန် ခဲ့ကြပါတယ်။သူတို့အိမ်တွေကိုပုံအောင်ရတွေ့ အဖြစ်အသုံးမပြုစေချင်ပါဘူး။ဒါကြောင့်ဟာမတ်စ်ကလက်နက်တွေစနစ်သေးတွေလမ်းတွေပေါ်မှာတောက်ကမ်းမှုဆော့ဆုံနေရပါတယ်။မင်းစရာကနောက်ကျနေပြီလား။ဂါဇာမြို့သားတွေစောစောကပြောတင်တယ်လား။ဘာကြောင့်လဲဆိုတော့အခုဂါဇာဟာပြက်စီးသွားပြီ။ပြက်စီးပြီးပုံကြီးဖြစ်သွားပြီ။အစရိကမရမနာဆက်ပြီးတော့ဘုံကျဲနေဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဗဂျမန်နာတာယာဟုကဂါဇာကမ်းပေါ်ဒေသကိုအပြည့်အဝထိန်းချုပ်သွားမယ်လို့ကတိပြုခဲ့ပါတယ်။ အစ္စရေးကဆက်ပြီးတိုက်ပွဲဝင်မယ်လို့လည်းပြောတယ်စစ်စင်ရေးအသစ်တစ်ခုလည်းစတင်နေပြီဖြစ်တယ်ယမန်နေ့ကတပြုတ်လုံးကိုတိုက်ခိုက်ရေစုံပြစ်ကျင်ညာခဲ့ပါတယ်အေရီးယားအများပြားကိုလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့တယ်လူ60ဝန်းကျင်တေဆုံးခဲ့ပါတယ်အစ္စရေးရဲ့ပန်းနိုင်ကရှင်းနေပါတယ်ဂါဇာကမ်းပေါ်တဲ့အားလုံးကိုဖျက်ဆီးပစ်ချင်နေရောမှဟာမတ်တွေကိုဖျက်ဆီးပစ်ချင်နေပါတယ်ဒါနဲ့ယာဟူကဒါဟာမတ်ကိုအနိုင်ယူမဲ့အစီအစဉ်ရဲ့တစိတပိုင်းဖြစ်တယ်လို့ဆိုပါတယ်။အစ္စရေးကဂါဇာကမ်းပေါ်ဒေသအားလုံးကိုတင်ပတ်ဖို့အတွက်အဓိက မြေပြင်စစ်စင်ကြီးကိုလှုပ်ဆောင်နေတယ်လို့သူကပြောကြားခဲ့ပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုခိုးယူခြင်းအနေဟာမတ်တို့ကိုလည်းတားဆီးလိုကြပါတယ်။ဒါကသူတို့ရဲ့စစ်ပွဲအစီအစဉ်နဲ့သူတို့ရဲ့အောင်ပွဲအစီအစဉ်ပါ။ဒါပေမဲ့မြေပြင်အခြေအနေကပိုဆိုးလာပါတယ်။ဂါဇာကမ်းပေါ်ဒေသခံတွေကတော့အလွန်ကိုအစင်ရဲ့ဇုံဖြစ်နေပါတယ်။ဆောပိုင်းမှာအစ္စရေးကဂါဇာကမ်းပေါ်ကိုအကူအညီအားလုံးကိုရပ်တန့်ခဲ့တယ်။နာတယာဟုကယင်းချောင်းနိုင်ငံတကာတာဝန်ရဲ့ PR တွေကို ခံစားခဲ့ရပါတယ်ရင်ဆိုင်နေရခဲ့ရပါတယ်ဒါကြောင့်အခုဂါဇာကင်းတော်ကိုအစ္စရေးကအကူအညီတချို့ခွင့်ပြုပေးမယ်လို့သူကပြောပါတယ်ဒါပေမဲ့ပမာဏကအရန်နေရီလူတိုင်းအတွက်မလုံလောက်ပါဘူးကုလသမဂ္ဂကအရေးအလေးအနက်ကိုသတိပေးထားပါတယ်အကူအညီများထပ်မံမရရှိပါက နောက်48နာရီအတွင်းကလေး14000တိဆုံးနိုင်တယ်လို့ဂါဇာကင်းတော်တရားစီကလေးဆရာကတော့အားရချုပ်တက်နေတဲ့အခြေအနေမှာရှိနေကြောင်းဖြစ်ပါတယ် တချင်ကပုံမှန်ဘဝနေထိုင်ခဲ့ရတဲ့ဂါဇာမှာရှိတဲ့ကလေးတွေရခုကပြင်းထန်စွာအဟာရချို့တက်နေကြပြီလို့ပြောနေကြပါတယ်ဂါဇာကမ်းမြောက်မှာအသက်မကျန်တော့ဘူးလို့အဲ့ဒီဝန်ထမ်းတွေလည်းပြောကြပါတယ်ဒီအခြေအနေကသူတို့ရဲ့ကုညီနိုင်စွမ်းကိုထိခိုက်စေပါတယ်ဣဇွေရဲ့ဒုစရအသေးကြောင့်နိုင်ငံအများပြားသူတို့ဖြင့်ပြည်ထောင်ပြည်တင်းနဲ့ကနေဒါတို့ကဒေါ်လာထွင်နေကြပါတယ်ဒီနိုင်ငံတွေကဣဇွေကိုတတိပေးပြီးမြေပြင်တိုက်ခတ်မှုကိုရပ်တန့်ဖို့တောင်းဆိုနေပါတယ်ပြည်ထောင်က ဣဇွေနဲ့ကုံတော်ယေရှုနိဘွဲကိုရတန်ထားပြီးဖြစ်တယ်။၎င်းကသူတို့ရဲ့တောင်းဆိုမှုကိုထမှန်ပြုလို့ရန်ဣဇွေတမကိုလည်းဆင့်ဆော်ခဲ့ပါတယ်။ဂါဇာကမ်းမော်ဒီတော်ကိုလူသားချင်းစာနာထောက်တာမှုအကူအညီတွေတိုးမြှင့်ပေးဖို့ဣဇွေကတောင်းဆိုလိုက်ပါတယ်။ဣဇွေရဲ့အစားအစာအနေငယ်ကိုသာခွင့်ပြုရန်အစီအစဉ်ကလုံးဝလက်မခံနိုင်ကြောင်းပြည်တွင်ကပြောကြားခဲ့ပါတယ်။ဒါကကျွာကြီးကလက်တွဲရမယ့်အခြေအနေဖြစ်နေပါပြီ။ဒီစစ်ပွဲကကြာရှည်လွန်းပါတယ်။ဂါဇာမြို့သားတွေငှားမို့နေဖို့မကြံရဘူးဖြစ်နေတော့မှဖြစ်ပါတယ်။ ယခုအခါဂါဇာကကြောက်စရာကောင်းတဲ့ရွေးချယ်မှုတစ်ခုကြားမှာပြေးမိနေတယ်တစ်ဖက်မှာဟာမတ်ကအကြောက်တရားနဲ့အကြမ်းဖက်မှုတွေနဲ့အုပ်ချုပ်တယ်တစ်ဖက်တစ်ဖက်မှာတော့အစ္စရေးကရင်းဒေသကိုဘုံကျဲတိုက်ခိုက်နေပါတယ်ဟာမတ်နဲ့အစ္စရေးတို့ကဲတို့အခြေအနေကိုမြင်ဖို့အတွက်လွယ်ကူပါတယ်သို့တော်သူအမြင်ကဂါဇာမှာရှိတဲ့လူတွေအတွက်အရေးကြီးဆုံးစိတ်ပိုင်းကိုခြံထားခဲ့ပါတယ်ဒုက္ခရောက်နေသူတွေပါသူတို့ကတေလူမျောပါဖြစ်ကြကုန်ပါပြီသူတို့ကတာသမီတွေကိုမြုံနံနေရတယ် ၎င်းတို့ကအပြည့်စည်တွေအောက်မှာပေးမနေသူတွေဖြစ်တယ်အခုသူတို့အတန်တွေထွက်လာပါပြီသူတို့ကပုံမကြီးမားတဲ့နိုင်ငံရေးတိုက်ပွဲတွေအခြားသူများအတုံးမပြူတော့တဲ့ဒုမဟုတ်ထိချုံမှုမရှိတော့တဲ့အနာဂတ်ကိုလိုချင်ပါတယ်